ဆန္ဒပြနေခြင်းအတွင်းရွှေဘိုခင်အမှတ်လေးတည်ရင်မှတပ်ဖွဲ့ဝင်တို့ကဆန္ဒပြပြည်သူတွေကိုတနက်နဲ့ချိန်ရွယ်ပြီးချိန်မဆွေများလုံးမင်္ဂလာပါဆိုင်ဘာစုရဲ့သတင်းလေးကိုနားထောင်ခင်ပါစကိုင်းတိုင်းမှာပြည်သူတွေက PDF တွေကိုဆန္ဒပြနေတယ်ဆိုတဲ့သတင်းကိုနားထောင်ကြည့်အောင်ခင်ဗျာစကိုင်းတိုင်းရွှေဘိုမြို့နယ်ညောင်ကိုင်းရွာနေပြည်သူတွေကဧပြီလ၄ရက်မွန်းလယ်၁၂နာရီကျော်မှာ ေးရွာမှာလုံခြုံရေးအတွက်ရောက်ရှိနေတဲ့ရွှေဘိုခရိုင်အမှတ်လေးတရင်ကိုဆန္ဒပြခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။တရင်လေးရွာမှာစခန်းချနေစဉ်အတွင်းဒေသခံတွေရဲ့ပစ္စည်းတွေကိုယူဆောင်သွားတဲ့အတွက်ရွာထဲမှာဆက်ပြီးမနေဘူးဒေသလုံးကဆန္ဒပြခဲ့ကြတာလို့မြောင်ကိုင်းရွာဒေသခံဦးဖိုးထူးကပြောပါတယ်။အဲ့ဒီရင်းလေးနဲ့ဒုလူရားသားတူတွေပေါ့ကွာရွာရှိတဲ့ပစ္စည်းဆက်ပစ္စည်းထော်လာကြီးလက်တွန်းရေစုံချက်ဆိုလာများမော်တာ နောက်ဆုံးကွာတို့ရွာတာဝါရိုင်ကရွာတဝါလုံးမီးတုံးပဲဟာလေးကြည့်ခိုးယူသွားတာကိုဓညာတိုက်သားကိုမကြည့်တတ်ဘူးကွာဒါအပြင်ဆန္ဒပြနေချိန်အတွင်းရွှေဘုခဲအမလေးတရင်မှာတပ်ဖွဲ့ဝင်တို့ကဆန္ဒပြပြည်သူတွေကိုတနက်နဲ့ချိန်ရွယ်ပြီးချိန်ချောက်ခဲ့တယ်လို့သူကဆက်ပြောပါတယ်အေးရှိဘူးခရင်ရင်းလေးလို့ခေါ်တဲ့အမိမတိရဲဘော်ကြောင့်ငါ့ကိုရင်ပောက်ကိုတနက်နဲ့ကြီထိုးချိန်လို့ကွာငါတော့မြင်ကတ်တာ ငုံညာအဲအဲ့ဒီကြောင့်မို့ရေးလေးကိုငါလုံးဝလုံးဝလာညောင်ငယ်ရွာတို့မှာမလူဘယ်လိုနည်းနဲ့မှမหนีစေချင်တာစနပြပြီးရနောက်အဲ့ဒီနေ့ညနေ9:00နာရီကျော်မှာတော့ညောင်ငယ်ကြီးရွာကနေရွှေဘုခရအမှတ်လေးတိုင်ရင်ကထောက်ခွာပေးခဲ့တယ်လို့ဆိုပါတယ်ကြွားကထွက်ချိန်မှာလဲပစ္စည်းတချို့ကိုယူသွားခဲ့ကအခုလိုတွေလုံးဆောင်နေတဲ့အပေါ်ကြောက်လန့်နေရပြီးဘဲအဖွဲအစည်းကိုအခုညီတောင်းရမလဲမသိဘူးဖြစ်နေတယ်လို့ညောင်ငယ်ဒေသခံမဖြူကပြောပါတယ် ထွက်တာထွက်ခွာပေးပါတယ်ထွက်ခွာပေးတဲ့ချိန်မှာကျမတို့ညာကိုင်းရွာပိုက်ဆိုင်တဲ့တာဝါတိုင်းကစက်ကြီးကိုလည်းတဲသွားပါတယ်ကျမတို့ဖြစ်နိုင်အဲ့စက်ကြီးကိုယူချင်ပါတယ်ကုညီပေးမဲ့အဖွဲ့စည်းများရှိကျမတို့ကဘယ်အဖွဲ့စည်းကိုလည်းကုညီတောင်းမှမသိရွာမှာစက်ကောင်စီကိုလည်းကြောက်ရရင်းလေးကိုလည်းကြောက်ရကျမတို့အတွက်ကာဝယ်ကာဝယ်ပေးမဲ့ဘယ်သူများရှိပါတယ်ရှင့်အဖွဲ့စည်းများရှိကုညီတောင်းအပ်ပါတယ်ရှင့်အခုလိုညောင်ကိုင်းကျေးရွာသားတွေဆန္ဒပြကြတာနဲ့ပတ်သက်ပြီးရှုဖို့ခဲ့အမှတ်လေးတင်ရင်မှာတာဝန်ရှိသူတူဦးကိုမြေလက်အတန်းကမေးမြန်းရမှာတော့၎င်းတို့တင်ရင်အနေနဲ့လုံထုံးလုံနီးနဲ့အညီ ပကဖပါဖတို့နဲ့စနေတကြပူပေါင်းဆောင်ရွက်ထားတဲ့ကိစ္စဖြစ်တာကိုဂျွာသားတွေကနားလည်မှုလွဲတာပဲဖြစ်လိမ့်မယ်လို့တုံ့ပြန်ပါတယ်။အင်ဂျင်နီယာကျော်ရှိတဲ့ညောင်ပိုင်းကျေးရွာမှာလင်းနစ်ကျော်ကြားတက်ဆွဲနေထိုင်ခဲ့တဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိတပ်ဖွဲ့ဝင်တွေဟာတော်လိုင်းတပ်ဖွဲ့တွေရဲ့ရိခါဖျက်တောက်မှုကြောင့်အခုနှစ်ဖေဖော်ဝါရီ22ရက်မှာစခန်းဆုံးခွာထွက်ပြေးခဲ့ကြပြီးအဲဒီနောက်မှာတော့ရွှေဘိုခရိုင်အမလေးတပ်ရင်းကကျေးရွာလုံးကျုံကြီးအတွက်ရွာထဲမှာစခန်းချနေထိုင်ခဲ့တာလို့သိရပါတယ်။ ျွန်တော်ဆက်လက်ပြီးတော့ sniper ဆွေးသတင်းလေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျာပြည်သူများရှင်ကျွန်မကိုတက်ဆက်ပေးချင်တာလေးကတော့စကိုင်းတိုင်းမှာအခုညီကယ်စရေးတွေရောက်ရှိမလာသေးရဲ့ဆရာလေးအကြောင်းတကြောင်းအောင်ကျွန်မပြောပြချင်တယ်ပေါ့နော်အခြေအနေလေးပေါ့ရှင်အဲ့ဒီအကြောင်းပါဆိုရင်ငလင်တန်စိုးဝါစွာခန်းစားရပြီးတော့အဆောက်အုံတွေအားလုံးလည်းပြိုကျခဲ့တယ်ပြီးတော့ဒီခုနီတိုက်တွေလည်းပြိုကျခဲ့ပါရှင့် ဒီဆရာတော်လေးရဲ့ဒီဆရာတော်လေးရဲ့လိပ်စာကပေါ့နော်ဒီចောင်းလေးရဲ့လိပ်စာဆိုရင်အင်းညဆရာချောင်းစတိုင်းတတာကိုးပေအစင်မရှိခဏအနောက်မုံငိမ့်တီလေးဟိုတယ်မြောက်ဘက်ငါးအိမ်ကျော်မှာဒီចောင်းတိုင်လေးရှိပါရှင့်ဒီចောင်းတိုင်လေးမှာဆရာလေး73ပါးဒရင်သုံးနေထိုင်ပါတယ်ဒီចောင်းတော်လေးကိုပေါ့နော်ဦးစီဦးဆောင်ခုတဲ့ဆရာလေးရဲ့ဘွဲ့နာမည်ကတော့ဒေါ်တီတလဖြစ်ပါရှင့်ဖုန်းနံပါတ်လေးက39998338359ဖြစ်ပါရှင့်ဒီမှာဖုန်းနံပါတ်လေးထပ်ပြီးတော့ဖတ်ကြပါမယ်ရှင့်ဆိုပြီး09998338359ဖြစ်ပါရှင့် ဒီကြောင့်ရဲ့ပြည့်စုံမှုလေးတွေကိုတော့ကျွန်မဓာတ်ပုံလေးနဲ့တကွာပြသပါမယ်ရှင်ဒီကြောင့်လေးအားဆုံးရင်စတင်ပြီးဖြစ်သွားပြီးခဲ့ရကယ်ဆယ်ရေးတွေနဲ့အခုချိန်ကြီးရောက်ရှိလာခြင်းလည်းမရှိသေးဘူးပေါ့နော်အဓိကကတော့ကျွန်မနိုင်ငံရဲ့ငလင်တန်းအင်မတန်ဆုံးရှုံးမှုကြီးမားတဲ့အတွက် အရာအလုံးဒီချိန်မှာဖြည့်ဆည်းဖို့တော့ကနိုင်ငံတော်အတွက်လည်းခက်ခဲနေပါတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ကဒီလိုမျိုးလေးရှာဖွေပြီးတင်ဆက်ပေးရဆိုတော့ကဒါရိုက်အလူရှင်လေးရရှိစေခြင်းအတွက်ဖြစ်ပါရှင့်ကျွန်မစီရောဒီဖုန်းဆက်ပြီးတော့ပေါ့နော်အကြောင်းကြားလာတဲ့အခါမှာခက်ခဲလေးကြီးကျွန်တော်တို့မေးမြန်းတဲ့အခါမှာတော့လိုအပ်ချက်တွေအများကြီးပါပဲရှင့်ဆရာလေးကပြီးတော့စိတ်ပူတာတစ်ခုကဆရာလေးတို့ရဲ့အကြောင်းရဲ့ပုံတွေပေါ့နော်လိပ်စာရဲအုံပြုတ်ပြီးတော့ဈားရဲကနေအလှခံသွားမဲ့သူတွေရှိမှကိုလည်းဆရာလေးကအမှန်တန်စိုးရိမ်နေပါရှင့် ကျမတို့ကကျမတို့ကတော့ပေါ့နော်ဒီတရားဝင်မီဒီယာဖြစ်တဲ့အတွက်ဆရာလေးတို့ကိုအလှရှင်နဲ့ဒါရိုက်ချစ်ဆန်နေမှုတွေဖုန်းနံပါတ်လေးတွေပါထည့်ပြီးတော့ကြေညာပေးပါမယ်ဆိုပြီးတော့ကျမအမကချက်ပေးပြီးတော့ကြေညာပေးတာဖြစ်ပါရှင်ခက်ခဲနေတဲ့နေရာတွေကတော့အများကြီးပဲပေါ့နော်ပျက်စီးဆုံးရှုံးတာအများကြီးပဲဒီလိုတက်ပုံကြီးယူပြီးတော့ online နေပြီးတော့အခုခံတဲ့ကိစ္စတွေလည်းဖြစ်နေရဲ့ရှင်ဒါလေးကလည်းတော်တော်ဆိုးရပါတယ်နော်ဒီလိုမလုပ်ကြပါနဲ့လို့တောင်းပန်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးပေါက်ပြလုပ်လိုက်တယ်ဆိုတကယ်ဒုက္ခရောက်တဲ့သူတွေကအလှူခံမှုအတွက်လည်းခက်ခဲသွားမှာဖြစ်တယ်လို့မျို ော့လူတွေကလိန်နာလားအမှန်လားဆိုပြီးတော့ဝေဝါးမှုတွေဖြစ်နိုင်ပါရဲ့ရှင့်ဒါကြောင့်ကျမတို့ကတော့ကျမတို့ဆိုသတင်းလေးပေးလိုက်ရင်တေချာလေးဖုံးဆက်သွဲတယ်တေချာတယ်ဆိုတော့မှကျမတို့ကသတင်းလေးနေနဲ့တက်ဆက်ပေးတာဖြစ်ပါရဲ့ရှင့်ဒါကြောင့်ဓာတ်ရိုက်ပေါ့နော်ဓာတ်ရိုက်အလှူပြုခြင်းနဲ့မိဘပြည်သူတွေရှိမယ်ဆိုရင်ဆရာလေးရဲ့ဖုန်းနံပါတ်လေးကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့အလှကိစ္စလေးမှာပြည့်လုံနိုင်ပါရှင့်။ကိုနိုင်သလောက်တရားတရားရှိသလောက်ဒီကျောင်းတော်လေးပေါ်မှာစောက်ရှောက်ပေးနိုင်သလောက်စွမ်းအားနည်းနဲ့စောက်ရှောက်ပေးကြဖို့တော်လည်းကျွန်မတိုက်တွန်းချင်ပါရှင့်။ ကျမတို့စီကလည်းဒီလိုမျိုးပေါ့နော်လက်ရှိမှာကဲဆယ်ရေးတွေထောက်ပံ့ကူညီမှုတွေတွေလောက်ရှိဖို့အတွက်ခက်ခဲနေတဲ့သွာလာတွေမှာအဆင်ပြေစေဖို့အတွက်အထူးကပုံကူတွေနဲ့ချိတ်ဆက်နိုင်မှုအတွက်အကူအညီလိုရဲဆိုကျမတို့စီပြေပို့လာပါရှင်ကျမတို့ Prime Media ဖုန်းနံပါတ်ဖြစ်တဲ့399 390 3963 Viber ကနေပြေပို့လို့ရပါရှင်ဖုန်းဆက်တယ်ဆိုခါကြလို့ရှင်ကျမတို့ဖုန်းမကင်ရတဲ့အခြေအနေလေးရှိတဲ့အတွက် Viber ပြေပို့လာတော့အမှန်ကန်ဆုံးပါပဲရှင်ကျမတို့နိုင်ငံမှာအခုဆိုရင် ပြည့်စုံမှုကများတယ်ပေါ့နော်။ကုညီကေဇန်နန်နဲ့အပိုင်းကနည်းနေတယ်ပေါ့။မမျှတာဖြစ်နေတာပေါ့။ဒီတော့ကျွန်တော်တို့ကဓာတ်ပြင်နောက်ထပ်နှစ်ချမ်းကွဲနေတာခုလည်းရှိသေးတယ်။အလူရှင်တွေကပေါ့နော်။အလူရှင်တွေကနိုင်ငံတော်ကိုယုံတဲ့သူရှိတယ်။နိုင်ငံတော်မယုံတဲ့သူလည်းရှိကြတယ်။ငကိုကိုကနိုင်ငံတော်မုန်းငယ်သူကလည်းရှိရဆိုတော့သူကလည်းနိုင်ငံတော်ကနေမလူချင်ဘူး။ Okay ဒါဆိုရတယ်။ကျွန်တော်တို့ကကြာတော့အားလုံးအစဉ်ပြောင်းလုပ်ပေးမယ်။နော်။ကိုကနီနီစိမ့်စိမ့်နိုင်ငံတော်ကြိုက်ကြိုက်မကြိုက်ကြိုက်နိုင်ငံတော်လူချင်တယ်ဆိုနိုင်ငံတော်ကနေတဆင်သွား။နိုင်ငံတော်ကလည်းလုပ်ပေးနေရရှိတယ်။ ဟုတ်တယ်မလားဆင်သွားအဲ့လိုမှမဟုတ်ပဲနဲ့ဓာတ်ရိုက်ထူချင်လဲဆိုတော့ကျွန်တော်တို့တင်ပြပေးရလေးနားထောင်ပြီးတော့မြေပြင်မှာဓာတ်ရိုက်ချိတ်ဆက်ပြီးတော့လှူဒန်းဖို့အတွက်ကိုကျွန်တော်တိုက်တွန်းချင်ပါအရှင်ဒါဆိုအကုန်စင်ပြေတော့လေဟုတ်တယ်မလားနိုင်ငံတော်မယုံလို့နိုင်ငံတော်မပေးချင်မပေးနဲ့လေတကယ်ကိုမြေပြင်မှာခက်ခဲနေတဲ့နေရာတွေဓာတ်ရိုက်သွားပြီးလှူပြီးဒီလိုမျိုးလေးဆိုလည်းအစင်ပြေရပဲလို့ကျွန်တော်တို့ကတွေးရခြင်းအဓိကပြည်သူတွေခက်ခဲနေတာပြည်လေသွားဖို့ကအဓိကလိုချင်လုံးရလက်ပဲဟုတ်ပါတယ်သိလားကျန်တဲ့ရှားလက်တွေကျွန်တော်ဘာမှမလိုချင်ကျွန်မလိုချင်တာကအခက်ခဲတွေအများကြီးဖြစ်သွားတဲ့အတွက်ဒီခက်ခဲတွေဒီနေ့နည်း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 ရောကြသွားဖို့ကျွန်တော်တို့လိုချင်တဲ့ရလက်ပဲ ဲ့တော့ကျမတို့ကတန်ဆက်ပေးမယ်ကျမတို့စီပေးဖို့လာပါချင်ဘိုးကနေလို့စိမ့်လို့ဆိုပြီးတော့ဘာမှစိတ်ထဲမှာတွေးနေကြမလို့ဘူးကျမတို့မီဒီယာဒီပြည်သူဘဟုပြုမီဒီယာအစိမ့်ဘဟုပြုမီဒီယာလည်းမဟုတ်ဘူးအနီဘဟုပြုမီဒီယာလည်းမဟုတ်ဘူးအဝါဘဟုပြုမီဒီယာလည်းမဟုတ်ဘူးကျမတို့မီဒီယာမှာအရှာအစင်းလုံးဝမပါဘူးဒါကြောင့်ကိုကနေနေစိတ်စိတ်ကျမတို့စီကိုကိုတောင်းခံလို့ရတယ်တိတ်လားကိုကိုတောင်းခံလို့ရတယ်ကျမတို့ကိုကိုပြေးမယ်အတက်နိုင်ဆိုကိုကိုပြေးမယ်တခုတော့ရှိရပါတော့နော်အကြမ်းဖက်တင်တဲ့ဆက်ရွယ်နေတာမျိုးဥပဒေအပြင်ရောက်နေတာမျိုးတော့အဲ့လိုအကူအညီမျိုးတော့ကျမတို့ပေးလို့မရအောင်ရှင့်ဒါလေးတော့ကျမတို့စာနာပေးပါ ဒါလေးကိုပဲတောင်းဆိုချင်တယ်ကျွန်တော်အားလုံးကျွန်တော်လုပ်ပေးမယ်အခုချိန်မှာအဓိကဒီဆရာလေးအကြောင်းလေးတွေရှိမယ်ဘုန်းကြီးအကြောင်းတွေရှိမယ်ဟိုဆေးရုံတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးပြက်စီးသွားပြီးတော့နိုင်ငံတော်ကလက်ရှိလာပြီးတော့မကူညီပေးနိုင်သေးဘူးဆိုရင်ကျွန်တော်တို့စီပေးဖို့လာပြီးကျွန်တော်တို့တင်ဆက်ပေးမယ်ဒါရိုက်အလူရှင်တွေရရှိအောင်ကူညီပေးမယ်ရှင့်ဒါလေးတော့ကျွန်တော်မိဘပြည်သူများအားလုံးသိအောင်ပြပြကြတယ်အခုချိန်မှာမိဘပြည်သူများကပေါ့နော်နိုင်ငံရဲ့အယူဆဘလို့ပဲရှိခဲ့ရှိခဲ့မိဘပြည်သူများအားလုံးကောင်းတဲ့မှာမှတ်ထားပါကျွန်တော်တို့မိဘပြည်သူများအတွက်ရှိရယ် သိရကျွန်တော်တို့ရှိရင်ဘယ်သူမှမကူနေကျွန်တော်တို့မျက်နှာမပြတ်ပြီးမှမြင်အောင်လိုက်ကျွန်မမျက်နှာကြီးကိုမြင်အောင်လိုက်မြင်အောင်ပြီးကျွန်မဆိုကိုကြီးလာတော့ကျွန်မကူညီပေးမယ်ရှင့်တခုတော့ရှိရပါဘူးကူကြီးတောင်းတဲ့လူကအများကြီးရှိရတော့အလှဲကြနေတော့စောင့်ဆိုင်ပုဂ္ဂိုလ်တွေလည်းမေတ္တာခံကြမှာနေနော်ဒါလေးပဲကျွန်မပြောချင်တယ်မိဘပြည်သူများအားလုံးရှိမှာကျွန်တော်တို့ရှိရဒါလေးပဲကျွန်မ message ပေးချင်တယ်အပိစကားလေးပြောချင်တယ်အားကြောင့်အားမငယ်နဲ့ကျွန်တော်တို့အခုဖြစ်သွားတဲ့အရာကြီးကဆုံးရှုံးမှုညံ့ကြည့်ရမိဘပြည်သူရှင်ထဲမှာအရာကိုပြိုလဲနေမယ်ဆိုတာသိရဒါပေမဲ့အားမငယ်နဲ့ကျွန်တော်တို့ရှိရကျွန်တော်တို့ရှိရ ဒါလေးပဲရှင်အမမှတ်ထားပေးပါအခုညီတောင်းမှာကျမတို့တက်နံဆိုကုညီပေးပါမယ်ရှင်ဒါလေးတော့မိဘပြည်သူများအားလုံးအတွက်ကျမထုံထုံပြီးတော့အခက်ခဲလေးပေါ့နော်မိဘပြည်သူများခံစားနေရတဲ့အခက်ခဲလေးကိုမိဘပြည်သူများထံသို့ပဲကျမတင်ဆက်ပေးတာဖြစ်ပါရှင်ခုလိုပြောရပြီးတဲ့စနိုက်ပါဆိုလည်းကျေးဇူးတင်ပါခင်ဗျာတော့ချန်နယ်ကိုလည်းလိုက်ရှယ်လေးလုပ်ခဲ့ပြီးပါတော့နော်